်မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကျန်းဖို့အမတ်လောင်စစ်ဘူကျောင်းဟောင်းများကိုရွေးကောက်ပွဲအနိုင်ရအောင်လှုပ်ကြရန်မင်းအောင်လှိုင်ကအမိန်ပေးထားတော်လဲအစိုးရအသင်းနှင့်လွှတ်တော်အစ်တွေနီတိရတူနှင့်နေရာပေးညီကိုအတိမပေးဟုဆိုတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကျန်းဖွဲ့ပါတီမှရွေးကောက်ပွဲဝင်ကြသည့်လွှတ်တော်အမတ်လောင်စစ်ဗိုလ်ချုပ်ဟောင်းများကိုရွေးကောက်ပွဲအနိုင်ရရှိရေလှုပ်ဆောင်ကြရန်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအမိန့်ပေးထားတော်လဲအစိုးရတင်းနှင့်လွှတ်တော်တဲ့တွင်မြည်သည့်တာဝန်နှင့်ယာတို့များပေးမည်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိဟုစစ်ဗိုလ်ချုပ်ဟောင်းများကထုတ်ဖော်ပြောဆိုကြပါသည်လာမယ့်ဒီဇင်ဘာလအတွင်းပြုလုပ်မယ့်ရွှေခောက်ပွဲမဲဆွယ်စည်းရုံးရေးအတွင်းကျန်းဖွတ်ပါတီတွင်ရွှေခောက်ပွဲအောင်နိုင်ရေးအဖွဲ့များကိုဖွဲ့စည်း၍မိတ်ဆက်မှုများလှုံ့ဆောင်စဉ်စစ်ဗိုလ်ချုပ်ဟောင်းတို့ကနေမြေကကျန်းဖွတ်ပါတီဝင်များကို ရွှေခောက်ပွဲအောင်နိုင်ရေးအားတက်သရောပါဝင်ပေးချရန်မြစ်တာရက်ခန့်ကြောင်းနိုင်ငံတော်ကတာဝန်ပေးအပ်ပြီးအမလောင်းဖြစ်လာရောက်ရှင်ပြိုင်ရခြင်းဖြစ်ကြောင်းရွှေခောက်ပွဲအနိုင်ရရှိရေးစစ်ကောင်းဆောင်မြောင်းလိုင်းကဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းရွှေခောက်ပွဲအနိုင်ရရှိပြီးပါကလည်းအစိုးရတင်တဲ့လွှတ်တော်တွေတွင်နိတိရတူတာဝန်နှင့်နေရာများပေးမည်ကိုလည်းမသိရှိပဲကြာရတာဝန်ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်သည်ဟုထုတ်ဖော်ပြောဆိုကြကြောင်းသိရပါသည် အခုပါတီထဲမှာနိုင်ငံရေးအဖွဲ့တွေဖွဲ့တယ်အဲ့ဒီမှာနေမြေခွင်းဆင်းလာတဲ့အမတ်လောင်ဘိုးချုပ်ကြီးတွေကသူတို့ဒီကိုလာပြီးရှင်ပြိုင်တာကနိုင်ငံတော်ကတာဝန်ပေးလို့လာတာအနိုင်ရရှိအောင်အားလုံးကအဝိုင်းဝန်းပြီးကူညီပေးကြပါအနိုင်ရရှိဖို့လည်းအထက်ကကြိုးစားခိုင်းထားတယ်အဲ့ဒါကြောင့်သူတို့ရွေးကောက်ပွဲနိုင်ပြီးရင်လေအစိုးရတင်တဲ့လွှတ်တော်တက်မှာဘာယာဒူဘာတာဝန်ပေးမလဲဆိုတာလည်းမသိဘူးဘာတာဝန်ဘာယာဒူမှမပေးရင်လေလွှတ်တော်အမတ်အဖြစ်နဲ့နေမြေခံပါတီဝင်တွေနဲ့သူတို့သက်သားတဲ့ရက်ဒီမင်း အဲ့ဒါကြောင့်ရွေးကောက်ပွဲအနိုင်ရရှိအောင်အားလုံးကတစိမ့်တဝက်နှီးကူညီပေးကြပါလှုပ်ပေးကြပါဆိုပြီးမြစ်တာရက်ခန့်နေဟုကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါရယ်။ကြံဖို့ပါတီကလက်ရှိမဲဆွယ်စည်းရုံးရေလှုပ်ဆောင်ရာတွင်ကုံစည်းနှုံးကြစင်ကြီးတရားဥပဒေစိုးမိုးရင်းနှင်းစီးပွားရေးကောင်းမွန်ရေးဆိုသောအချက်များကိုအဓိကထားဥတီမဲဆွယ်ကြောင်းမဲဆွယ်ပွဲတိုင်းတွင်ကြံဖို့ပါတီကိုမဲပေးဆက်ဖြင့်ညီတို့မျိုးပုံမဲပေးရမည်ကိုအဓိကပြသစည်းရုံးနေကြောင်းသိရပါရယ်။ လက်ရှိကျန်းဖွတ်ပါတီ၏မဲဆွယ်ပွဲလာရောက်တက်သူများကိုစံစီစာအပါဝင်ရိတ်ခါကြောင့်များလန်စရိတ်အဖြစ်ငွေကျပ်2000ကျန်းဖွတ်ပါတီအမတ်တစိတ်အုပ်ထုံးအင်ဂျီဘောင်းမီများကိုအခမဲ့ဖြန့်ဝေပြီးနေအိမ်တိုင်းတွင်ကျန်းဖွတ်အလံများထောင်ထားကြရန်အလံငယ်လေးများကိုလည်းထုတ်ပေးနေကြောင်းသိရပါသည်မဲဆွယ်ပွဲတက်ရင်စံတပြီစီ25ကျပ်သားတပူကလဘဲတထုတ်ပေးတယ်ငွေကတော့2000လန်စရိတ်နဲ့အမုတ်ဘူးပေးတယ်ပါတီရဲ့အုပ်ထုပ်အင်ဂျီပေးတယ်အိမ်တိုင်းမှာထိုးထားဖို့ပါတီအလံလေးတွေပေးတယ် ကြာကဘဟုကချပြီးတဲ့ငွေနဲ့လုတ်တာပါဟုကြံ့ခိုင်ရေးပါတီတရင်ရင်းမြစ်ကရှင်းပြပါတယ်မင်းအောင်လိုင်းစိတ်ခိုင်းချက်အရစိတ်ကော်မရှင်မှစိတ်အရာရှိကြီးများဖြစ်ကြသည့်အောင်လင်းတွင်ညာထွန်ဦးဝင်းကြီးတရောင်ဆန်းဒုတိယဘူချုပ်ကြီးဟောင်းကံမြင့်တန်း ODS 66ဒုဘူချုပ်ကြီးဟောင်းတေစာကျုံ DSA 28ဒုဘူချုပ်ကြီးဟောင်းတပ်ပုံ DSA 29ဒုဘူချုပ်ကြီးဟောင်းဖုံမြန် ODS 83ဒုဘူချုပ်ကြီးဟောင်းလေးအောင် DSA ကျိုးဘိုလ်ချုပ်ကြီးဟောင်းစိုးတင့်နိုင် DSA 37တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့မှကြံ့ဖို့ပါတီကိုစားပြုပါဝင်ရှင်းပြနေကြပါတယ်။အကြံဖက်စစ်ကော်မရှင်မှအောက်လင်းတွေကနေပြီးတော့အမျိုးသားလွတ်တော်မဲဆန္ဒနဲ့ပြည်အရင်၎င်းမြို့စောကကိုကိုချုံပြည်သူ့လွတ်တော်မဲဆန္ဒနဲ့မှ၎င်းညထုံဦးကပြင်ဦးလွင်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာ၎င်းရှင်ပြိုင်ကြမည်ဖြစ်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းသက်ပုံကစကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ် ဒုတိယဘူချုပ်ကြီးဟောင်းစိုးတင်နိုင်ကမကွေးမြို့နယ်မေဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းကံမြင့်တန်းကမအူပေမြို့နယ်မေဆန္ဒနယ်ဒုတိယဘူချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါက်ခေါင်းမြို့နယ်မေဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မိဖြစ်ပါတယ်။ကျန်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယတိတိမြို့နယ်အငိမ့်စားဘူချုပ်ကြီးတင်အောင်စံကဥတ္တရတိတိမြို့နယ်မေကင်းမောင်မြင့်ကစပူတိတိမြို့နယ်မေဆန္ဒနယ်အငိမ့်စားဘူချုပ်ကြီးမြတ်ဟင်းကဒက္ခိဏတိတိမြို့နယ်ပုပ္ပတိတိမြို့နယ်တွင် ူးလက်လက်ဆွေဘိုးကျုံဟောင်းမမအောင်ကတက်ကုံမြို့နယ်မဲဆန္ဒနယ်တို့တွင်အတီးတီရှင်ပြန်ကြညီဖြစ်ကြောင်းသိရပါတယ်စစ်တပ်ကကြံ့ဖို့ပါတီတို့ဘိုးကျုံကြီးအစက်မှတက်ကြက်ကြီးဆက်ရီအစက်အထိ489ဦးဆေလွတ်ခဲ့ပြီးစစ်တပ်မှဘိုးကျုံကြီး2ဦးဒုဘိုးကျုံကြီး6ဦးဘိုးကျုံဆက်နက်ဦးဘိုးမူးကျုံဘိုးမူးကြီးနဲ့ဒုဘိုးမူးကြီး300ဦးဘိုးကြီးနဲ့ဘိုးမူး130ဦးရှုံအုံးမှတက်ကြက်ကြီးဆက်ရီအထိအခြားအဆင့်6ဦးဆေလွတ်ခဲ့ကြောင်း စစ်တပ်ထိတ်တန့်အရာရှိကြီးများမှကျန်ဖို့ပါတီအမတ်လောင်းများအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ဆလပီစစ်တပ်ကလိုအပ်နေသောနိုင်ငံချောင်းဝင်မရရှိမှုအတွက်ခွန်တီဖြင့်လောက်ခလာစာများကိုလွှဲနေသောပြည်ပရောက်မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကိုအရေးယူရန်ညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်ကလိုအပ်နေသောနိုင်ငံချောင်းဝင်မရရှိမှုအတွက်ခွန်တီဖြင့်ငွေလွှဲနေသောပြည်ပရောက်မြန်မာနိုင်ငံသားများနှင့်အေဂျင်စီများကိုအရေးယူရန်ညွှန်ကြားထားကြောင်း ဒီပါအလုပ်အခိုင်အေဂျင်စီအတိုင်းဝိုင်းထံမှစုံစမ်းသိရှိရပါတယ်။ဒီပါရောက်လောက်ခလစာနိုင်ငံသားငွေများကိုတရားမဝင်ငွေလွှဲလမ်းကြောင်းဖြစ်ပြီးခွန်တီဖြစ်လွှဲနေသောမြန်မာနိုင်ငံသားများကိုနိုင်ငံကူးလက်မှတ်တက်တန်းထိုးမပေးခြင်း၊ပြည်ပထွက်ခွင့်ပိတ်ခြင်းအပါအဝင်အရေးယူမှုများဆောင်ရွက်နေပြီးတခြားတစ်ဖက်တွင်လည်းအလုတ်သမားဆေးလွတ်ခဲ့သောပြပအလုတ်အကိုင်အေဂျင်စီများကိုလည်း license ပိတ်သိမ်းအရေးယူမှုများလှုပ်ဆောင်နေကြောင်းသိရပါတယ် အကြံဖတ်စစ်တပ်ကလိုအပ်နေသောနိုင်ငံခြားငွေရရှိရေးအတွက်ပြည်ပရောက်မြန်မာအလုပ်သမားများထံမှလောက်ခလာစာများပုံမဝင်ရောက်ရရှိလာရေးစစ်တပ်ကကော်မတီဖွဲ့စည်းပြီးကြီးကြပ်ဆောင်ရွက်နေကြောင်းစစ်တပ်ထုတ်ပြန်သောပြန်တမ်းအရာသိရှိရပါသည်ပြည်ပရောက်မြန်မာနိုင်ငံသားများထံမှလောက်ခလာစာများပုံမဝင်ရောက်စေရေးအတွက် ချက်မှတ်ဆောင်ရွက်ရန်စစ်တပ်ကပြည်ပရောက်မြန်မာနိုင်ငံသားများ၏လောက်ခလာစာများပုံမဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီကိုအဖွဲ့ဝင်73ဦးဖြင့်ယခုနှစ်ဩဂုတ်လ23ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။ပြည်ပရောက်မြန်မာနိုင်ငံသားများ၏လောက်ခလာစာများပုံမဝင်ရောက်စေရေးကြီးကြပ်မှုကော်မတီတွင် အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကဥက္ကဋ္ဌအဖြစ်၎င်းစစ်တပ်ရဲ့စစ်ထောက်လန်းရေးစာသုံးလုံးဗဟုဘဏ်နှင့်အလုံသမားဝင်ကြီးဌာနအပါအဝင်ဝင်ကြီးဌာနပေါင်းစုံမှညွှန်ကြားရေးမှုများ ညွှန်ကြားရေးမှူးချုပ်များဒုညွှန်ကြားရေးမှူးချုပ်များကအဖွဲ့ဝင်များအဖြစ်ပါဝင်ကြကြောင်းသိရှိရပါသည်။အဆိုပါကော်မတီကပြည်ပရှိအလုပ်သမားများထံမှလောက်ခလစာဝင်ဝင်များကိုပြည်တွင်းသို့ပြန်လည်လွှဲပြောင်းပေးရာတွင်တရားမဝင်ငွေလွှဲလမ်းကြောင်းကိုအသုံးမပြုဘဲတရားဝင်ဖန်လမ်းကြောင်းမှလွှဲပို့စေရင်လောက်ခလစာများပုံမဝင်ရောက်လာစေရတဲ့အတွက်တန်ယုံစစ်တပ်ယုံနဲ့ကောင်စစ်ဝင်ယုံများကစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားထားပါတယ်။ ဒီပရောက်မြန်မာနိုင်ငံသားများအနေဖြင့်လဆာဤအနည်းဆုံး25ရာခိုင်နှုန်းကိုပြည်တွင်းရှိမိသားစုထံသို့ပြန်လည်လွှဲပြောင်းရေးအတွက်အလုတ္တမဆေလွတ်ခဲ့သောအေဂျင်စီများကတာဝန်ခံဆောင်ရွက်ရမည်ဖြစ်ကြောင်းရင်းသုံးဆောင်ရွက်ရာတွင်ပြည်ပသို့ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့်လိုင်စင်ရကုမ္ပဏီများနှင့်ဗန်စနစ်ချိတ်ဆက်၍ငွေရွှဲလုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားထားပါသည် ရဲအဖြစ်ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့်တရားမဝင်လမ်းကြောင်းမှငွေလွှဲပြောင်းမှုများကိုအရေးယူရန်နှင့်ရင်းတို့ဆောင်ရွက်နေသည့်အေဂျင်စီများကိုအရေးယူဆောင်ရွက်ရန်ညွှန်ကြားထားပါသည်။အခုအလုတ္တမအေဂျင်စီတွေအနေနဲ့ပြည်ပရောက်မြန်မာအလုတ္တမတွေစီကလောက်ခလာစာ25ရာခိုင်နှုန်းဝင်ရောက်အောင်မလုပ်နိုင်ရင်အေဂျင်စီပိတ်သိမ်းခံရတာတွေအရေးယူခံရတာတွေအများကြီးရှိနေတဲ့လိုင်စင်ပိတ်သိမ်းခံရတဲ့အေဂျင်စီတွေတော်တော်များတယ်။ ပြည်ပရောက်မြန်မာအလုံသမားတွေကို25ရာခိုင်နှုန်းပြည်တွင်ပြန်လွှဲပါဆိုပြီးပြောဖို့ကလည်းတော်တော်ကိုခက်ပါတယ်ဟုရန်ကုန်အခြေစိုက်ပြည်ပအလုံအကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးကပြောဆိုပါတယ်ဆလပီစစ်ကော်မရှင်ကလက်အောက်ခံဝန်ထမ်းများစီမှကြိုတင်မဲယူရန်မဲစရင်ကိုဖိအားပေးစစ်ခိုင်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်ကော်မရှင်ကလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများမှဝန်ထမ်းများဤကြိုတင်မဲများရယူရန်တပ်ဆိုင်ရာမျိုးနွယ်များတွင်မဖြစ်မနေမဲစရင်စစ်ရန်ဖိအားပေးခိုင်းစေနေကြောင်းသိရပါတယ် ကြိုတင်မဲယူရန်နှင့်မဖြစ်မနေမဲပေးရေးအတွက်နမဲစရင်များမဲစရင်တွင်ပါဝင်ခြင်းရှိမရှိကိုစစ်ဆေးရန်စစ်ကော်မရှင်ကဝန်ထမ်းများအားဖိအားပေးလာကြောင်းဝန်ထမ်းတအုပ်ကပြောပါတယ်ဝန်ထမ်းတွေကိုရုံအထက်လူကြီးကနေမဲစရင်အတင်းစစ်ခိုင်းနေတာစစ်ပီးချောင်းကိုလည်းဖုံးနဲ့တပ်ပုံရိုက်လာခိုင်းနေမဲစရင်စစ်ဆူလို့သွားတာစစ်ရတယ်ကပောက်တိကပောက်ချာအကုန်လုထားတော့ကိုအိမ်နောက်စုစရင်ကိုဘလို့ရှာရမှန်းတော့မသိဘူးရုံကလူတွေလည်းမကူညီနိုင်ဘူး မဲစရင်တဲ့နာမည်မပလာရင်အဖမ်းခံရမယ့်ပုံစံတောင်ချင်းချောက်ထားတယ်ဟုဌာနဆိုင်ရာအမိမဖော်လို့သည့်ရုံးဝင်တန်းတအူကသတင်းဌာနကိုပြောကြားပါတယ်။မဲစရင်သွားရောက်စစ်ဆေးခြင်းရှိမရှိကိုဓာတ်ပုံရိုက်သက်သေတင်ပြရပြီးမဲစရင်မပလာပါကလည်းသက်ဆိုင်ရာနေမျိုးကိုအတိပေးရန်အတင်းအကျပ်ခိုင်းစေမှုများရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့မှစတင်ကဝန်ထမ်းများအားနေထိုင်ရာနေမြေရုံးများတွင်မဲစရင်သွားရောက်စစ်ဆေးပြီးဝန်ထမ်းအင်အားများတွင်နေထိုင်သည့်ဝန်ထမ်းများကိုလည်း၎င်းတို့ရခင်နေထိုင်ခဲ့သည့်နေမြေများ၌သွားရောက်၍ မဲစရင်စစ်ဆေးခိုင်းသည်ဟုဆိုပါတယ်။မဲပေးရန်စရင်ပါမပေါကိုတွားရောက်စစ်ဆေးရာတွင်လေမဲစရင်ကိုစနစ်တကျပြုလုပ်ထားခြင်းမရှိတဲ့အတွက်ဝန်ထမ်းများမှစစ်ဆေးရန်ခက်ခဲနေပြီးဌာနဆိုင်ရာမှ PRP ခိုင်းစေသည့်အတွက်စိတ်ဖိစီးမှုများရှိနေကြောင်းဝန်ထမ်းများကဆိုပါတယ်။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်တရားမဝင်ရွေးကောက်ပွဲကိုကျင်းပမည်ဖြစ်ပြီးနေမည်စိုးမိုးမှုမရရှိသေးသည့်ဒေသများမှလွှတ်၍ကြံတိုင်းငယ်ပြည်နယ်များကိုအပိုင်းလိုက်ခွဲကကျင်းပမည်ဟုထုတ်ပြန်လာပါသည်။ နေမည်စုံမမှုမရနိုင်သေးပဲရွေးကောက်ပွဲကျင်းပမဲ့စည်ရင်တွင်ထည့်သွင်းထားသည့်နေမည်များကိုစစ်ကော်မရှင်ကယခုရက်ပိုင်းတွင်စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်ခြင်းများဇက်တိုက်ပြုလုပ်လာပါသည်ထို့ပြင်ယခုပြုလုပ်မိအတုရောင်ရွေးကောက်ပွဲကိုဝေဖန်သည့်ပြည်သူများနှင့်ရွေးကောက်ပွဲလှုံ့ဆော်သည့်ဇလန်တို့ကိုဝေဖန်ခြင်းပြုလုပ်သည့် post တို့ကိုဝေဖန်ခြင်းပြုလုပ်သည့် post out တွင် live reel များပေးသည့်သူများကိုပါဖမ်းဆီးတရားစွဲထားရာပြည်သူ60ကျော်အထိဖမ်းဆီးခံထားရပြီဖြစ်ကြောင်းသိရပါသည်